ကိုယ်လည်းရရှိတယ်လို့အမှန်နဲ့စစ်စင်နေမြေကသတင်းထုတ်ပြန်ပါလဲ။အော်ဝါ15မိနစ်ဆက်နိုင်ခန့်မှာတက်ခဲ့တာဖြစ်ပြီးတင်မီလန်နဲ့ဆက်ကုလက်ထဲမှာဆလတ်တွေ G3 တွေကာဘိုင်တွေနဲ့ခရရတွေပါဝင်တာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။ဒီတက်ခတ်မှုကိုအမှန်နဲ့စစ်စင်နေမြေပကိုတဲစစ်ဌာန viewer 20နဲ့ကိုကိုက်မှုအောက်ရှိအမှတ်သုံးရှိသူညာနဲ့တိုင်ရင်သုံးရှိသူညာတို့တိုင်ရင်ရှိရမြေပြည်သူ့ကွယ်တပ်ဖွဲ့ လိုပြည်သူ့ကကွေတပ်ဖွဲ့နဲ့ဒေသတွင်းရှိတော်လိုင်းတပ်တွေပူးပေါင်းဆောင်ရွက်လာလို့ဖော်ပြထားပါတယ်။စကိုင်းတိုင်းစကိုင်းမင်းကွန်လမ်းပေါ်ရှိအော်တိုကြီးရွာလေးခရီးသွားပြည်သူတွေကိုစစ်စေးငွေညှင်းနေတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကတိုက်ခတ်ရမှာစစ်သား၅ဦးသေသနက်ခွန်လည်းရရှိတယ်လို့ Unicorn ပြောက်ကြားတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဝါစစ်သူမင်းနဲ့ပိုင်းမှာအင်အား၂၀ကရှိတဲ့စစ်ကောင်စီတပ်တော်တွေပေါတော်ကြီးရွာနေလမ်းမပေါ်ရောက်နေစဉ်ဝင်ရောက်တိုက်ခိုက်တယ်လို့ဆိုပါတယ်။ ခလေးရတိတိချက်ကဘူကြီးမင်းထွန်းစုပေါဝင်စစ်သား၅ဦးသေဆုံးပြီး၅ဦးဒဏ်ရာရတယ်။သိမီလက်နဲ့တွေကတော့အမေ3တုတ်လက်အမေ1နှစ်လက်ပစ္စတိုတလက်ချော်လိုဘူးတလက်နဲ့ခရမ်းတွေဖြစ်တော့ဘူးဓာတ်ပုံမှန်တက်တဲ့တွေ့ရပါလေ။ဒီတက်ခတ်မှုကို Unicorn ပျောက်ကြားတပ်ဖက်ကဆောင်ရွက်လာလို့ဖော်ပြထားပါတယ်။မကွေတိုင်းပကုတ်ကူလေရင်ကွေးကနေရိခတ်သေးပြီးထွက်လာတဲ့စစ်ကောင်စီတပ်ကိုတွန်လိုက်တပ်ကတက်ခတ်ရမှာစစ်သား6ဦးသေတနက်နေ့လက်သိမိတယ်လို့ ဆော့တင်ရေစကြိုတပ်ပေါင်းစုကတင်းထုတ်ပြပါတယ်။အော်တိုဘတ်ဆန်ကမွန်လွဲတနိုင်ခွဲခတ်မှာပကုတ်ကိုလင်းခွဲကနေရိခသက်ပြီးမျောလူကန်ကြည့်ရောက်ပဲထွက်လာတဲ့အင်အား20ခန့်ပါစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်တာဖြစ်ပါတယ်။တိုက်ပွဲအခြေ15မိနစ်ကြာပြီးတဲ့နောက်စစ်သားတွေလင်းခွဲဖက်ပြန်ဝင်ပြေးသွားတယ်။လင်းခွဲတော်ဝါဘောကနေစက်တလိုက်နေနဲ့လှမ်းပစ်တယ်လို့ဆိုပါတယ်။နေမြရှင်းတဲ့ကစစ်သား6ဦးတည်အမိန်ဝမ်းတလက် ် BA94 တလက်နဲ့ခရမ်းတွေသိမ်းမိတာကိုတပ်ပုံမှတ်တမ်းနဲ့တွေ့ရပါတယ်။ဒီတက်ခိုင်မှုကိုဆော့သိန်းရေးစကြိုတပ်ပေါင်းစုကဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။ချင်းမီနယ်မြို့တော်ဟာကာရှိမြို့မရဲစခန်းကိုချင်းတော်လိုက်တဲ့ကဝင်ရောက်စီးနှင်းတက်ခတ်ပြီးဖမ်းဆီးခံရတဲ့ချင်းတော်လိုက်ရဲ့ရဲဘော်၅ဦးပါဝင်15ဦးကိုကတ်တင်ခဲ့တယ်လို့စီရီယားဟာခါကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘတ်16မနေ့အစောကြီး2နာရီခွဲမှာအထူးစစ်ဆင်ရေးကိုစတင်ခဲ့ပြီး မနက်၄နာရီမှာပြီးဆိုတယ်စီဒီအဟာခါရဲဘော်၃ဦးနဲ့စီရင်ရဲဘော်၂ဦးကို ပြန်ကတင်နေကြတာဖြစ်ပြီးအခြားအကျဉ်းသား၁၀ဦးကိုပါခေါ်ဆောင်လာနေကြတယ်လို့ဆိုပါတယ်ဒီစစ်စင်ရေးအတွင်းစစ်သား၆ဦးသေဆုံးပြီးတော်လိုင်းဖက်ကလည်းရဲဘော်တို့ကြာဆုတ်ခဲ့ရပါတယ်ဒီစစ်စင်ရေးကိုစီဒီအဟာခါစီဦးသိချုံနဲ့တမဟာလေးတမမှုတို့ကိုယ်တိုင်ဦးစီးပြီး CDA ဟာခါရဲ့ဘော်တွေကဆောင်ရွက်ခဲ့တာလို့ဖော်ပြထားပါတယ်။ မကွေးတိုင်းကဖဲမြို့နယ်ရှိနိုင်ရကန်လေကြောင်းရံကောက်ွေးစခန်းကိုအေအေအာရခတက်တော်ကသိပိုက်ဖို့နီလာချင်းမှာစခန်းတွင်းရှိရေဒါတွေကိုစစ်ကောင်စီကကြိုတင်ဖြိုးသိမ်းထားတယ်လို့နေရီစရာကဖော်ပြပါတယ်မြန်မာစစ်ပယ်ရေးရနဲ့လူချွေးဆင်ရလေးလိုက်ဖွဲ့ MDS အရထုတ်ပြန်ချက်ကိုကိုကားဖော်ပြထားတာဖြစ်ပါတယ်ဒီရေဒါစခန်းဟာကီလိုမီတာ250ထိစောက်ကြည့်ထောင်းလန်းနေပြီးအဓိကအားဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လေကြောင်းလှုပ်ရှားမှုကိုထောင်းလန်းလာလို့ဆိုပါတယ် စတေဘာ55မှာထွက်ပြန်တဲ့အေအေရဲ့ကြီးညာချက်မှာတော့နိုင်ကစကားရဲ့အရေးကြီးနေရာတော်တော်များများကိုအေအေကသိပ်ပိုက်ထားပြီးဂူထဲကနေခုခံနေတဲ့အနှံ့ငယ်သောခုခံမှုပဲရှိတော့တယ်လို့ပြောပြပါလဲဒါပေမဲ့စစ်တပ်ဘက်ကနေလေကြောင်းကိုအသုပ်ပြုပြီး အော်တိုဘာ16မနက်ပိုင်းမှာဝိုင်းတွဲလျင်ကနေရိခါနဲ့ခင်ရတွေနိုင်ကန်စီလာချပေးတာတွေ့ရတယ်လို့ပြောပြထားပါတယ်ကင်းပြည်နယ်လေကကိုမျိုးနီမှာတိုက်ပွဲတွေပြင်းထန်နေပြီးဖလူနဲ့မင်းလက်ပံဖက်ကိုပါစစ်ကောင်စီတပ်တွေထိုးစစ်ဆင်နေတယ်လို့ ကရင် information center ကဖော်ပြပါဗျာ။အော်တိုဘတ်15ညဘက်ကလစ်ကစ်ကိုဖက်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးဖလူးနဲ့မင်းလက်ပံကြားရှိအင်ဂျင်မြိုင်ကြီးရွာဘက်ကိုစစ်ကား15စီးဝင်သွားတယ်။အဲ့ဒီနောက်မင်းလက်ပံဖက်မှာလည်းလက်နက်ကြီးတိုက်ပွဲဆက်တင်တယ်လို့ဒေသခံတွေကပြောပါဗျာ။အင်ဂျင်မြိုင်မှာ BGF နဲ့စစ်တပ်ပေါင်းပြီး KNL ၊ကရင်မျိုးသားလွန်မြောက်တပ်မတော်နဲ့မဟာမိတ်တွေရှိရဘက်ကို15ရက်နေ့ညပိုင်းမှာလက်နက်ကြီးတွေနဲ့လှမ်းပစ်တယ်။ ဆက်ချွဲရဲ့မနေ့ပိုင်းမှာလည်းဒီနေ့ကိုလက်နေကြီးတွေနဲ့အပြန်လာပြစ်ခတ်နေတယ်။မြဝတီမြို့စောတက်ခလျာနှစ်ခွန်ကလည်းလက်နေကြီးပြစ်ကူပေးနေတယ်လို့စစ်ဖက်သတင်းရက်ွက်တွေကိုကိုကာဖော်ပြထားပါတယ်။ညီမချုပ်ဘမြို့သားတက်ဖွဲ့ရဲ့အပတ်စဉ်နှစ်အချိန်ကတင်နာဆင်ပွဲကိုပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပတယ်လို့ NUG ရဲ့ PVTV ကဖော်ပြပါတယ်။နလတာတင်ကြားခဲ့တဲ့အဲ့ဒီတင်နာကိုတင်နာသားရဲဘော်95ဦးနဲ့ရဲမင်း9ဦးတက်ရောက်ပြီး ဧရာဝတီတိုင်တဲထုတ်ဖော်ဝင်ရောက်ရေးအတွက်ဥတီဆောင်ရွက်တဲ့သင်တန်းဖြစ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။